အရှင်မြတ်ဘာပြောပြောတပည့်တော်ကစမ်းသပ်ထားတာတခုရှိသေးတယ်။တမလွန်ဘဝမရှိဘူးဆိုတာတပည့်တော်စမ်းသပ်ထားတာပြောသမအောင်ဘယ်လိုစမ်းသပ်တုံးလဲ။တပည့်တော်စီမှာတေထံအပြစ်ကြတဲ့လူတယောက်ကိုတပည့်တော်မတတ်ခင်ကတ္တာပေါ်တင်ပြီးတော့ချိန်လိုက်တယ်။ဒီကောင်ကိုယ်လေးချိန်ဘလောက်ရှိတယ်ချိန်ထားတယ်။ချိန်ပြီးတဲ့အခါကျတော့ နှာခေါင်းကလေးတွေပါဒီမထွက်နိုင်အောင်ပိတ်ပြီးတော့အဲ့ဒီကောင်ပတ်တယ်။တစ်ဆက်တွေပါဒီအကုန်ပိတ်ပြီးတော့တတ်လိုက်။တေသွားပြီဆိုတဲ့အခါမှာချိန်လိုက်။အဲ့တော့မတေးခင်ကချိန်ထားတာကပေါ်နေပြီးတော့တေသွားတဲ့အခါကျတော့အလေးချိန်ကတိုးသွားတယ်တဲ့။ဟုတ်သလားမဟုတ်လား။နော်။လူအရှင်နဲ့လူအသေးပြင်ပေါင်ချိန်တိုးတယ်တဲ့အဲ့ဒါ။ဟုတ်မဟုတ်စမ်းသပ်ကြည့်ကြပါဦးနော်။ အဲ့ဒီမှာချိန်ကြည့်လိုက်တဲ့အခါကျတော့အသက်ရှင်တုန်းကတည်းကပို့ပြီးတော့လေးတယ်ဓာတုအကောင်ကြီးကိုမားတာလူအရှင်ကိုမားတာကပေါ့တယ်လူအသေးကိုမားတာအမှန်တမ်းကလေးတယ်ဟောအဲ့ဒါကိုတွေ့ရတဲ့အတွက်ကြောင့်တကယ်ကတော့တမလွန်လောကရှိပြီးတော့သူကအသက်ထွက်ပြီးတမလွန်လောကမှာဖြစ်မယ်ဆိုလို့ရှိရင်တဲ့အသက်ကထွက်သွားပြီးတေတုံးမတေခင်ကအသက်ရှိရပိုလေးရမယ်တဲ့ တော့အသက်ရှိတဲ့အချိန်ပိုမလေးပဲနဲ့တည်တဲ့အခါကျမှပိုလေးတယ်ဆိုတော့ဘာမှထွက်သွားတာမရှိဘူးပေါ့ပိုလေးလာတယ်ဆိုတော့ဒါတွေကိုထောက်ထားလို့ရှိရင်တမလွန်လောကဆိုတာမရှိဘူးလို့သူကဒီလိုပြောပြန်အဲဒါရှင်ကုမာရကသဘာကဘာနဲ့ဥပမာပေးပြီးတော့ရှင်းတော်လို့ဆိုတော့ဒါကဒီလိုရှိတယ်တဲ့လူတွေဟာမတည်ခင်နဲ့တည်တဲ့အချိန် မတိခင်ကပေါ်ပါပြီးတော့အသက်အသက်မထွက်ခင်ပေါ်ပေါ်ပါပါရှိအသက်ထက်သားတဲ့ dead body ပေါ့လူသေးရဲ့ခန္ဓာကိုယ်ကကိုယ်လေးဥပမာမယ်တဲ့တန်တုံးနှစ်တုံးတတုံးကမီးမဖုတ်ဘူးဒီတိုင်းအေးနေတဲ့တန်တုံးနောက်တတုံးကတော့မီးရဲနေအောင်ဖုတ်တာအဲ့ဒီတန်တုံးနှစ်တုံးကိုချိန်ကြည့်လိုက်လို့ရှိရင်မီးရဲနေတဲ့တန်တုံးကပေါ့တယ် ဟောအေးနေတဲ့တန်တုံးကလေးတယ်တဲ့လူမှလည်းပဲဒီတိုင်းပဲတဲ့အသက်ရှိနေတဲ့လူသားတယောက်ဟာအာယုတဲ့ဥဒ္ဓမာတဲ့ဝိညာဏနော်အသက်ရဲ့အငွေ့ရဲ့အတိစိတ်ရဲ့အဲ့ဒါတွေရှိနေသည့်အတွက်ကြောင့်ဒီလူရဲ့ခန္ဓာကိုယ်ပေါ့တက်ထစားရှိတဲ့ပုဂ္ဂိုလ်ရဲ့ခန္ဓာကိုယ်ပေါ့တယ်ပျော့ပြောင်းတယ်နော်မာကြောတာမရှိဘူး လှုပ်လို့ရတယ်ချိုးလို့ရတယ်ဖဲလို့ရသေသွားလို့ရှိရင်မာတောင့်ပြီးတော့ပို့လေးသွားတယ်အဲ့တော့တန်တုံးမှလည်းပဲခုနကမိကူလှုပ်ထားတဲ့တန်တုံးကြတော့တဲ့အပူတေဇောဓာတ်ကြောင့်မလို့ဝါယောဓာတ်တို့တေဇောဓာတ်တို့ကြောင့်သူကအလေးချိန်ပေါ့လာဒီလိုဆိုလို့အဲ့တော့လူမှလည်းပဲအသက်ထင်ရှားရှိနေသည့်အတွက်ကြောင့်အာယုတဲ့အသက်ဆိုတာရဲ့ဥဒ္ဓမအပူငွေ့ဆိုတာရဲ့ဝိညာဏအတိဆိုတာရဲ့ အဲ့ဒီသုံးခုရှိနေတဲ့အတွက်ကြောင့်လူရဲ့ခန္ဓာကိုယ်ဟာတက်ရှိထင်ရှားရှိတဲ့အချိန်မှာပေါ့တယ်။ပြေးသွားတဲ့အခါအဲ့ဒါတွေမရှိသေးတဲ့အတွက်ကြောင့်ပို့လေးတယ်။ဒါပေါ့ခြင်းလေးခြင်းကြောင့်ရှင်ကုမာရကသမကမိဖုတ်ထားတဲ့တန်တုံးနဲ့ဥပမာပြုပြီးတော့ပြောတာ။အဲ့ဒါဟာလည်းပဲဒါအထောက်ထားတစ်ခုအနေနဲ့မဖြစ်နိုင်ပါဘူး။တမလွန်ဘဝမရှိဘူးဆိုတာပြောလို့မရပါဘူးလို့ဒီလိုပြောဒါနဲ့မကဘူးသူတိတေသနာကတော်တော်ဆိုးတယ် တတ်မိန်ကြတဲ့လူတွေခဏခဏအဆန်းသတ်ခံရတယ်။သူ့နိုင်ငံမှာရာဇဝတ်ပြမှုတွေကျူးလွန်တဲ့ပုံကိုယ်တွေပုံကိုယ်တိုင်းကို तू ကမလုပ်လဲဆိုတော့အသက်ထွက်တာကိုစောင့်ကြည့်ဖို့အသားမှာအရေးတွေခန္ဓာကိုယ်ရဲ့အင်္ဂါရပ်တွေကိုတစ်ခုမှမထိခိုက်စေဘဲနဲ့လူကိုတတ်တယ်။တေအောင်တတ်တယ်။တေအောင်တတ်ပြီးတဲ့အခါကျတော့ तू ကမှောက်ထားလိုက်ဟိုလိုလုံးလိုက်ဒီလိုလုံးလိုက် ဘယ်လိုထားထားအသက်ဟာထွက်သွားတာဆိုတာသူကမမြင်လိုက်ရဘူး။ဒါကြောင့်မို့လို့ဒီလူဟာအသက်ထွက်သွားပြီးတော့တမလွန်ဘဝရောက်သွားတယ်ဆိုတာဒါမဖြစ်နဲ့။တမလွန်ဘဝဆိုတာမရှိဘူး၊ကံလည်းမရှိဘူး။ဒါဒီလူညင်းပယ်တာအကြောင်း။အဲ့ဒီနေရာမှာရှင်ကုမာရကသဘာကဘာဥပမာနဲ့ပြောတော့ဆိုလို့ရှိရင်တင်းမင်းကြီးကအသက်တို့တမလွန်ဘဝတို့ရှာတဲ့ဤစနစ်ကလွဲမားနေတယ်တဲ့။ဘယ်လိုလွဲမားနေတော့ဆိုလို့ရှိရင် ခယူသိမ်းမှုတ်တဲ့လူတယောက်ဟာဥပမာမယ်ခယူသိမ်းမှုတ်တဲ့လူတယောက်ဟာတောနယ်အစွန်အဖျားချောင်ကြတဲ့ရှိကိုသူကခယူသိမ်းယူသွားပြီးတော့တာသာရရသူကမှုတ်လိုက်တယ်မှုတ်ပြီးတဲ့ခါကျတော့ခယူသိမ်းကိုမြေကြီးပေါ်ချပြီးတော့သူကအသာထိုင်ကြည့်နေလိုက်တယ်တရွာလုံးလူတွေရောက်လာလိုက်ကြတာဟာထူးဆန်းတဲ့အတန်ကြားရတယ်ထူးဆန်းတဲ့အတန်ကြားအလွန်ကောင်းတဲ့အတန်ဘယ်ရောက်လာဆိုပြီးတော့ဝိုင်းအောင်ပြီးတော့ကြည့်တယ် ဒီခီဥသိန်းကဒီတန်ထွက်တယ်ဆိုလူတွေကခီဥသိန်းကိုဟိုလိုကြည့်လိုက်ကြဒီလိုကြည့်လိုက်ကြလှမ်းကြည့်လိုက်ကြလော့ကြည့်လိုက်ကြဘလို့ကြည့်ကြည့်ခီဥသိန်းတွေကဒုံနဲ့ခောက်ကြည့်သူတို့လိုချင်တဲ့အတန်မထွက်ဘူးနော်ခီဥသိန်းကိုဒုံနဲ့ခောက်လက်နဲ့ခောက်ဘလို့ခောက်ခောက်ခီဥသိန်းကအတန်မထွက်လာအဲ့ဒီမှာခေါဏကခီဥသိန်းယူလာတဲ့လူက မင်းတို့မသိနားမလည်တဲ့လူတွေခယူသိင်းတဲ့ကအတန်ဆိုတာဒီလိုရှာရတာမဟုတ်ဘူးကွာလို့ဆိုပြီးတော့မှုတ်ပြလိုက်တယ်။အဲ့ဒီကြတော့မှသူတို့လူကျင်တဲ့အတန်ဒီတအံတော်ထွက်လာအောင်ပေါ့။အဲ့ခယူသိင်းကအတန်ဆိုတာဒီလိုလောက်ရတယ်။စနစ်ချမှအတန်ဆိုတာထွက်တယ်တဲ့။အဲ့ဒီကြတော့နားလည်သွားကြတယ်။အော်ခယူသိင်းကအတန်ဆိုတာမှုတ်တဲ့လူရယ်မှုတ်တဲ့လေရယ် ဒါတွေပေါင်းစပ်မှထွက်လာတာပါလားလို့ဆိုတာသူသဘောပေါက်နားလည်သွားကြတယ်။အဲ့ဒါမျိုးလိုပဲလူတွေကောင်အသက်ထွက်တာကိုလိုက်ရှာလို့ဘယ်လိုလုပ်ပြီးတော့စနစ်မတကျမဟုတ်ဘဲနဲ့ရှာလို့ရှင်ဘယ်လိုမှမတွေ့နိုင်ဘူးလို့ရှင်ကုမာရကသဗ္ဗကရှင်းပြတယ်။အဲ့ဒီမှာသူကမကျေနပ်သေးဘူးမကျေနပ်တော့ဒါကိုပဲထပ်ပြောတယ်။အသက်ထွက်တာတွေသူမမြင်ဘူးလို့ ူမယုံဘူးဆိုတော့ဘယ်ရာပဲဖြစ်ဖြစ်ရှားတယ်ဆိုတာတမလွန်လောကကိုမြင်နိုင်တယ်ဆိုတာဟာဘိဗသကုအပိညာဉ်တို့အပိညာဉ်တွေရမှမြင်လို့ရတယ်ပေါ့အဲ့ဒါလို့မဟုတ်ဘဲနဲ့စနစ်တကျမလောက်တတ်ဘူးဆိုလို့ရှိရင်ဘယ်လိုမှမရအဲ့ဒီမှာမိပူဇော်တဲ့ယသိရဲ့အပိညာဉ်မရှိတဲ့ตาကလေးတယောက်ရဲ့အကြောင်းသူ့ဖေကခရီးသွားတော့မှားထားခဲ့တာငါသား မီးမငိမ့်စေနဲ့မီးငိမ့်လို့ရှင်ဟောဒီရှိတော့ကမီးဖြစ်အောင်လုပ်တာတစ်သားထုပ်နှစ်ချောင်းကိုဥခုံပွကြည်လို့ခေါ်တယ်တစ်သားထုပ်နှစ်ချောင်းကိုပွက်ရပွက်တဲ့အခါမှာမီးဖြစ်တယ်အဲ့ဒီမှာမှားထားရတဲ့တန်းနဲ့ကလေးဆိုတော့အပျော်ပါမမောပြီးတော့နေတော့မီးငိမ့်သွားမီးရအောင်ဆိုပြီးတော့သူကမလုတ်တတ်မလုတ်တတ်တော့ဘာလုပ်တော့ဆိုတော့အဲ့ဒီအသားကိုခွဲစိတ်အမျိုးစုံမုံမုံညံ့ညံ့လှုပ်လေမီးကရှာမတွေ့ဘူးဖက်မရဘူး သူ့ဖေပြန်လာတဲ့အခါကျတော့မင်းမဲလိုက်တာမီးဆိုတာဒီလိုလုပ်ရတာမဟုတ်ဘူးဆိုပြီးတော့အသားချောင်းနှချောင်းယူပြီးတော့ပုတ်ပြပြီးတော့မီးမီးရတဲ့နီးစနစ်အတိုင်းလုံးဝမီးဆိုတာရအခုလည်းပဲတင်မင်းကြီးကဒီတမလွန်လောကကိုတွေ့နိုင်တဲ့နီးစနစ်ကို မလုပ်ဖဲနဲ့ဒီအယူကိုဆွဲနေလို့ဘယ်တော့မှတမလွန်လောကဆိုတာတွေ့မှာမဟုတ်ဘူးဒါကြောင့်မလို့ ဒီမှားရင်းတဲ့အယူကိုစွန့်ပါလို့ပြောတဲ့အခါကျအဲ့ဒီကျတော့ပါရတိပင်ကြီးကပြောတော့ဒီအယူသူယူလာတာကြာလာပြီတဲ့ဒီနတ္ထိကဝါဒတမလွန်လောကဆိုတာသူမယုံဘူး၊ကံဆိုတာမယုံဘူး၊သေပြီးပြန်ဖြစ်တယ်ဆိုတာမယုံဘူးဒီလိုဒီအယူဆွဲရှိတယ်ဆိုတာကောသလမင်းကြီးကလည်းသူ့ကိုသိတယ်တဲ့အသိမှပြုထားတယ်အဲ့တော့သူ့အယူဝါဒကိုမစွန့်နိုင်ပါဘူးလို့ခေါင်းမှန်မှန်နဲ့ညင်းတယ်စွန့်နိုင်ဘူးတဲ့ သူ့ကိုလူတိုင်းသိတယ်အဲ့တော့မစွန့်နိုင်ဘူးလို့ဆိုတဲ့အခါကျတော့ရှင်ကုမာရကသဘာကသူ့ကိုဥပမာတွေနဲ့ရှင်းပြမစွန့်နိုင်လို့ရှိရင်ဒီဒုက္ခရောက်မှာပေါ့တဲ့ဒုက္ခရောက်မှာပေါ့ဥပမာမယ်ဗာနဲ့တူတော့ဆိုလို့ရှင်မစင်ထမ်းလာတဲ့လူလူတယောက်ဟာရွာပြင်ထွက်ရင်ထွက်ရင်ကနေပြီးလက်လက်ရင်ဗာတွေ့တော့ဆိုတော့ လူတွေစွန့်ထားတဲ့မစင်နေခြောက်နေတာမစင်ပုံကြီးကိုတွေ့တွေ့တဲ့အခါကျတော့ဟာအိမ်ပြန်ရင်တော့ဝက်စာအတွက်အသုံးကျတာပဲလို့ဆိုပြီးတော့အဲ့ဒီမစင်တွေကိုအဝတ်ထဲထည့်ထုတ်ပြီးတော့ခေါင်းပေါ်ရွက်လာခဲ့တာလေလမ်းကြတော့မိုးရွာတဲ့အခါကျတော့မိုးဆူပြီးတော့မစင်တွေကဣပြီးတစ်ခုလုံးရွှဲအဲ့ဒီအချိန်မှာလူတွေကနေပြီးတော့နှာခေါင်းပိတ်နန်းကြဟာဒီလူကဘယ်နဲ့မစင်တွေယူလာသလဲနဲ့တစ်ခုလုံးလည်းမစင်မင်းယူနေသလားလဲဆိုသူကပြောတော့ မင်းတို့သာယူတာတဲ့ငါကဒါဝက်ကျွေးဖို့ယူလာတာငါအတွက်တော့အသုံးဝင်တယ်လို့ပြောတယ်အေးအဲ့ဒါလိုပဲမစွန့်နိုင်လို့ရှိရင်တော့ခေါဏကမစင်ရွက်လာတာတောင်မှပဲကိုယ့်ကိုဒီဘေးကလူတွေကဘလောက်ယွန်စရာကောင်းမှန်းပြောရတဲ့တန်းကိုကိုယ်ကိုယ်တိုင်ကမယွန်တယ်လို့ကိုယ့်ရဲ့ဝါရာဆိုးကြီးကိုမစွန့်ရင်အဲ့ဒါလိုဖြစ်မှာပေါ့လို့